တို့တွေလှူရတန်းရတယ်ဆိုတာဒါနကုသိုလ်စောင့်တည်ရတာကသီလကုသိုလ်တရားဓမ္မနာရဘာဝနာကုသိုလ်လို့ခေါ်တယ်အဲ့ဒီမဲ့အမျက်ဆုံးလို့ပြောကြမယ်ဆိုရင်သူ့အနဲ့သူတော့ဒီစပါစုတရားပင်ဆိုင်လဲတန်မိုးရှိတာပဲဟင်းသီးမြက်ပင်ဆိုင်လဲတန်မိုးရှိတာပဲသူ့အကျိုးနဲ့သူတော့ရှိတာကြီးပဲအကုန်လုံးဒါနာကောင်းမှုလဲလုံးဝမှာပဲ ဘာလို့လို့ဆိုလူဘုံလူတွေသုံးဆောင်ရတာဒါနကောင်းမှုချောင်ရတာเนาะအသက်ရှိတာကျမ်းမာတာသီလကောင်းမှုချောင်ရတာအသိပညာရှိတာဘာဝနာကောင်းမှုချောင်ရတာဒါကြောင့်မလို့ကုသိုလ်ကောင်းမှုဆိုဆုံအောင်လုပ်ရမယ်ဒါနလည်းလုပ်ရမှာပဲဒါနမလုပ်ရဘူးလို့ဟောရင်နားမထောင်နဲ့အဲ့ဒါသီလမလုပ်ရဘူးလို့ပြောရင်ဝိပဿနာသာအထောက်ရမယ်ဒီလိုမဟုတ်ဘူးเนาะဒါနလည်းလုပ်သီလလည်းလုပ်ဝိပဿနာလည်းလုပ်သူ့အကျိုးပေးနဲ့သူပဲ လောကမှာပစ္စည်းဥစ္စာဆိုတာလည်းမရှိလို့မဖြစ်ဘူးလူဖြစ်နေသည်နိဗ္ဗာန်ရောက်သွားရင်တော့မလိုဘူးပေါ့နိဗ္ဗာန်မရောက်သေးခင် ကို့မှာပစ္စည်းဥစ္စာပြည့်ပြည့်စုံစုံဖြည့်ရမယ်နောက်ပြီးတော့ကျမ်းမာရမယ်အသက်ရှင်ရမယ်အတိညာဉ်ကျင်ဝါတဲ့ပုဂ္ဂိုလ်ဖြည့်ရမယ်ဆိုတော့ကုသိုလ်ကောင်းမှုတွေဟာအဓိကတော့အလုံးကိုအကျိုးပေးနိုင်တာဖြစ်တယ်သို့တော့အထုဝိသေသအကျိုးပေးတာမျိုးလေးတွေလည်းရှိတယ်ပေါ့ဒါကြောင့်ဒါနကောင်းမှုကြောင့်ဖြစ်လျက်ဘဝမှာစီစဉ်ဥစ္စာတွေပြည့်စုံတယ် တိလကောင်းမှုကြောင့်ကျမ်းမာတဲ့အသက်ရှိတယ်။ဘာဝနာကောင်းမှုကြောင့်အသိဉာဏ်ရှိတယ်ဆိုဒီဟာတွေကလူတွေအတွက်တူအချက်တွေဖြစ်လို့ကုသိုလ်ကောင်းမှုတွေကိုတို့တွေတွေစ조사အထောက်အမှားဆိုတာရသော်ဗျာကအေဝံသာတေနမစ္ဆေနကတ္တဗံကုသလံမွေးဖွားလာတဲ့တရားတရားဟာကုသိုလ်ကောင်းမှုကို조사ပြီးပြုပါလို့ဒီလိုခေါ်တာเนาะကုသိုလ်ဆိုတာဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ် အဲ့ဒီထဲမှာသူခေါ်ပုံညတ်တာဩစေဟောကုသိုလ်ကောင်းမှုတွေဆုဆောင်ပြီးမှချမ်းသာတယ်တဲ့။လောကလူတွေကတော့ငွေစုမိရင်ချမ်းသာတယ်လို့ထင်တာနော်။ငွေစုမိလို့ချမ်းသာတာက၃ညံ၃ရက်ချမ်းသာမှုမျိုးမချမ်းသာဘူးလို့ဆိုလိုတာမဟုတ်ဘူး။အဓိကဒီချမ်းသာမှုတွေကိုပေးနိုင်တာကုသိုလ်ကမှပေးနိုင်တာလို့ဆိုလိုတယ်နော်။ဒါကြောင့်မို့ကုသိုလ်ကောင်းမှုကိုအဓိကထားပြီးတော့ကိုယ်ရင်နဲ့နှလုံးထဲမှာကုသိုလ်ဖြစ်အောင်နှလုံးသွင်းပြီးကုသိုလ်တရားဖြစ်ပေါ်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း